အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာစတလပိုင်းအတွက်တင်းငွေတွေတာပြီးအတွက်တရုတ်ကနမိတ်ကြောင့်ကြီးပြီးမှာဖြစ်ပါတယ်အချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကိုင်းပညာရေးတာရီကန်ကားစာစုံလျောင်းလေးကြီးပြီးမယ်ပြီးရင်ဘေးဝဲနောက်မှာကျွန်ရေတရားလေးလည်းပြီးမယ်ဒီရေတရားလောက်ထားမယ်ဆိုရင် ဒီလာမဲ့ဆက်သလပိုင်းအတွက်တနင်္ဂနွေတာမီအတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်။ဘေးရဲနောက်ကရေတရအောင်ဖြစ်အောင်လုပ်ပေးပါကျွန်တော်ကကြံပြုချင်ပါတယ်။မျိုးလေးမစတဲ့ခင်မှာကျွန်တော်အခုကြီးတဲ့တခုတောင်းချင်ပါတယ်။ကိုလိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ဒီဗီဒီယိုမြင်လာတဲ့ဝေမျှ share ချင်းလုပ်ဖို့လောကလုံးဝမမေ့ပါနဲ့ခင်ဗျာ။မိတ်ဆွေတို့ share တစ်ချက်ကကုလိုရရှိမှာမလို့ပါ။မိတ်ဆွေတို့ကြောင့်လည်းထပ်တူကုလိုရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာ။ ဒီ17လပိုင်းမှာတနင်္ဂနွေတိုင်းပဲကန်ကောင်းနေလားကန်ဆွနေလားနှခုံးနေမေးရင်ကောင်းအားက60လောက်ရှိနေပါတယ်တတိထားရမှာ40လောက်ရှိနေတယ်ဘာတွေက60ကောင်းနေတာလဲဘာတွေတတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးပါဖြစ်ပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကန်ကတော့အရန်ကောင်းနေတယ် ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ဥမာအမွေရရှိတာမျိုးကံနဲ့ပတ်သက်ပြီးတော့ဝင်တာမျိုးကံနဲ့ပတ်သက်လို့ဒီကရမ်းကျုပ်ပြီးနေကာလာတို့ဖြစ်တယ်ကိုရစာရှိတဲ့ငွေတွေပေးစာရှိတဲ့ငွေတွေပေးနိုင်တာမျိုးရစာရှိတဲ့ငွေတွေရရှိတာမျိုးတွေကြုံတွေ့နိုင်တယ်ဒါကြောင့်ငွေချေးအောက်စာပစ္စည်းနဲ့ပတ်သက်ကံကကောင်းနေတဲ့ကာလာတို့ဖြစ်တယ်အထူးသတိထားရမှာကမိတ်ဆွေကံနဲ့ပတ်သက်တာကြောက်တာနဲ့မရဆိုမိတ်ဆွေကတိတ်အကျိုးမပြည့်တဲ့မှာပါတယ် ကောင်းတော့မိတ်ဆွေထက်နော်ကို့ဒုက္ခပေးမဲ့မိတ်ဆွေတွေကများနေလိမ့်မယ်ဒါကြောင့်မို့ကျွန်နေနဲ့အကြံပြုရမယ်ဆိုရင်ဒီဆက်တရပိုင်းမှာတင်းငွေတွေတာမိအတွက်စိတ်ပေါင်းကိုခွာဆိုတဲ့အနည်းတိုင်းဆက်ဆံရမှာဖြစ်ပါတယ်ဒါမှပဲမိတ်ဆွေတွေကို့ဒုက္ခမပေးမှာနော်ဒါကြောင့်ကိုကစိတ်ပေါင်းကိုခွာပါလို့ပဲကျွန်တော်ကအကြံပြုချင်တယ်ကောင်းတော့မိတ်ဆွေတွေချို့ကလည်းရှိတယ်ကို့ဒုက္ခပေးမဲ့သူကို့အခက်အခဲပြင်အောင်ပြလုပ်မဲ့သူပြီးရင်ကိုကတနာလို့သူတို့ကူညီခဲ့တယ် ကိုအခက်ခဲဖြစ်ရင်ကိုညီတောင်းမယ်ဆိုမရတာမျိုးတွေကြုံတွေ့နေကြအောင်မိတ်ဆွေကန်တဲ့ပတ်သက်မယ်ဆိုရင်အထူးယူဆရမယ်ကာလာတစ်ခုမှရှိနေပါလေမိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါလေမိသားစုရင်းနဲ့ပတ်သက်ပြီးတော့ကောင်းနေတာကကိုယ့်ရဲ့မိသားစုမှာနားလည်မှုလွှဲနေတာတွေအဆင်မပြေတာတွေတော့ကိုယ့်ရဲ့ညီကောင်မောင်နှမတွေကိုယ့်ရဲ့မိဘတွေနဲ့စကားပြောဆိုမကောင်းဘူးပေါ့နော်အကျက်နာတွေဖြစ်တာတွေနားလည်မှုတွေလွှဲထားတယ်ဆိုရင်ဒီစရတာပိုင်းမှာပြန်ပြီးတော့အစင်ပြေတာမျိုးတွေကြုံတွေ့နိုင်နေ။နောက်တစ်ချက်ကောင်းနေတာကအိမ်ချမ်းမြေနဲ့ပတ်သက်တာ ဒီဆက်တလပိုင်းမှာတနင်္ဂနွေတားမိတော့အိမ်ချံမီနဲ့ပတ်သက်ပြီးတော့အရန်ကျိုးပေးတယ်။အိမ်ရောက်ပါလားအိမ်ဝင်ပါလားခြံရောက်ပါလားခြံဝင်ပါလားရောက်မယ်ဆိုရင်လေကိုမျောမှတ်ထားတဲ့ငွေမောက်ထက်ပို့ပြီးတော့ရရှိတာမျိုးတွေကြုံတွေ့နိုင်တယ်။ဝယ်မယ်ဆိုရင်လေကိုမထင်မှတ်ထားတဲ့ငွေအမောက်တွေအများရှိတတ်ပါတယ်။ဒါကြောင့်အိမ်ချံမီနဲ့ပတ်သက်မယ်ဆိုရင်ဒီဆက်တလပိုင်းမှာတနင်္ဂနွေတားမိတော့ အရန်အကျိုးပေးနေတဲ့ကာလတခုမှရှိနေပါတယ်။နောက်ချက်ကောင်းတာကလူငယ်တွေရမ်းတစ်ချင်တဲ့ခြေနဲ့ပတ်သက်တာအရန်ကောင်းပါတယ်။အခြေနဲ့ပတ်သက်ပြီးတော့ကြာလနမိတ်ကဒီနမိတ်ကအရန်ကောင်းပါတယ်။အဖို့တယောက်က VA လေးကိုဂိုင်းထားတယ်ပြီးတော့အလင်းပြနေတယ်ဆိုတဲ့နမိတ်ဖြစ်တယ်။ကိုယ့်ရဲ့အခြေနဲ့ပတ်သက်မယ်ဆိုရင်ဒီဆက်တလပိုင်းမှာတင်းတွေတာတွေတွေအခြေအစင်မပြေတဲ့သူတွေအခြေကြောင့်တော့ကများတဲ့သူတွေအခြေကြောင့်စဉ်ညစ်နေရတဲ့သူတွေရှိတယ်ဆိုရင်အမြန်ဆုံးအဆင်ပြေသွားမယ်ကာလတခုဖြစ်ပါတယ်။ နောက်တစ်ချက်ရှိတာကဒီဆက်တလပိုင်းမှာအခြေအနေပတ်သက်ပြီးတော့ကိုယ့်ရဲ့ချစ်သူကကိုယ့်ဘော်မှာဂတိမတီတာတွေတစ္ဆာမရှိတာတွေရှိတယ်ဆိုရင်ကွဲကွာသွားမယ်လာသလားဖြစ်ပါတယ်ဒီတစ်ချက်လည်းအရန်ကောင်းပါလေခင်ဗျာအခြေအနေပတ်သက်ပြီးတော့သိရတာမိတွေကံကောင်းတယ်ပဲပြောရမှာဖြစ်ပါတယ်ကိုယ့်နဲ့ကိုယ့်ချစ်သူနဲ့အဆင်မပြေဘူးကွဲကွာသွားလဲဆိုရင်စိတ်တက်မကြနဲ့စိတ်မညစ်နဲ့အခုကိုယ်နဲ့ကွဲသွားတဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်မဟုတ်ဘူးကိုယ့်ရဲ့အခြေအနေမှာခိုက်တယ်နဲ့လူဖြစ်နေတော့ကြောင့်မို့ထွက်သွားတာလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်အခြေကတော့ဒီလိုနေထားမှရှိနေပါတယ် ။နောက်ချက်ကောင်းနေတာကကိုယ့်ကိုလူဘုံမများဘူးလူချစ်လူခင်များနေတဲ့ကာလတစ်ခုဖြစ်တယ်ပြောဆိုရမြအောင်မြင်တယ်ပေါ့နော်ကိုမျက်နှာမြင်ချစ်တဲ့ခင်နဲ့တနာရတယ်ဆိုတဲ့လာတလာဖြစ်ပါတယ်ဒီချက်အရန်ကောင်းပါတယ်အထူးပြုဆိုင်ရမှာကအိမ်တော်ရင်းနဲ့ပတ်သက်တာဘာမှမဟုတ်တဲ့စကားတွေအတွက်ကြောင့်ဘာမှမဟုတ်တဲ့ပြဿနာအတွက်ကြောင့်ဘာမှမဟုတ်တဲ့လူတွေကြောင့်ကိုယ့်ရဲ့အိမ်တော်ကြီးတွေထိခိုက်ပြိုကွဲပျက်စီးတတ်ပါတယ်။ဒါကြောင့်မို့အိမ်တော်ကြီးနဲ့ပတ်သက်မစုံအထူးပြုဆိုင်ပါအသက်နိုင်ဆုံးတင်းငွေတာမင်းတွေက နော်တိန်ကြီးခမ်းပါအနုသာခမ်းပါအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့နော်ကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ကိုမကောင်းမြင်တာမျိုးအထင်လွဲတာမျိုးအမြင်မှားတာမျိုးတွေကြုံတွေ့ပြီးတော့ကိုယ့်ရဲ့အိမ်တော်ရေးတွေထိခိုက်ဖြစ်စီတတ်ပါတယ်ဒီချက်ကတော်တော်လေးယူဆရမယ့်ကာလတခုတွေမှာရှိပါတယ်နောက်ချက်ကောင်းနေတာကကျမကြီးနဲ့ပတ်သက်တာရန်ကောင်းပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ကောင်းနေတာတခုကအနာနဲ့စိနဲ့တဲ့တာမျိုးနော်ကျမကြီးညက်နေဆိုရင်တတပြောင်းကင်းတာမျိုးနော်ကိုယ့်ရဲ့ယောဂဝေဒနာတွေကပြောင်းမယ်ဆိုရယ်လာသမားဖြစ်တယ် ဘာဟာယောဂါမှမရှိတဲ့သူတွေကလည်းထွေထူးဖြစ်ဖို့မရှိဘူး။ကျမကြီးကအရန်ကောင်းတယ်လာလာဖြစ်ပါတယ်။အထူးယူဆရမှာကဘာသာတရားနဲ့ပတ်သက်တာအထူးယူဆပါခင်ဗျာ။ဘာသာတရားနဲ့ပတ်သက်ပြီးတော့ဘာသာတရားလေးတွေဒီစရပိုင်းမှာအားနေတော့တတ်တယ်။အိမ်တော်ရေးကြောင့်မလို့ဖြစ်တာမျိုး။နော်စီးပွားရေးကြောင့်မလို့ဖြစ်တာမျိုးတွေနော်ကြုံတွေ့မှာဖြစ်တော့ကြမှာဘာသာတရားတွေများများလှုပ်ချင်အားဖြင့်ကိုယ့်ရဲ့အလောက်ကန်တွေအိမ်တော်ရေးကန်တွေအခြေကန်တွေကန်ကောင်းမှဖြစ်ပါတယ်။နော်ဒါကြောင့်ဘာသာတရားလေးတွေကိုဥပိ္ပခာမပြုထားသေးပါဘူး။ကိုယ့်ရဲ့ဘာသာလက်လေး ပြုလုပ်ပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာသတိထားရမှာကအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်တာအထူးပြုဆိုင်ရမယ်ကာလတစ်ခုမှာရှိနေပါတယ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အလုတ်တစ်စတင်မဲ့သူတွေအလုတ်တစ်တိုးချဲ့မဲ့သူတွေအလုတ်ပြောင်းမဲ့သူတွေဆွေးမဲ့သူတွေလုံးဝမလုတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်အလုတ်ပြောင်းမဲ့ဆွေးမဲ့ဆိုနောက်နှစ်လောက်မှပြောင်းเนาะဒီနောက်နှစ်လောက်မှပြောင်းမဲ့ဆိုရင်ကံကောင်းမှုတွေရရှိမှဖြစ်တယ်နောက်ပြီးမှန်ကြောလောက်မှပြောင်းပေါ့เนาะဒီထိုင်းရဲ့အယူဆရဆိုရင်ဒါကြအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မဲ့ဆိုရင်เนาะအထူးပြုဆိုင်ရမှာကနော် ပြောင်းလာတွေဆွေတာတွေလုံးဝမလုံနဲ့အလုပ်တစတင်လာတွေမလုံနဲ့အလုပ်တွေတိုးချဲ့လာတွေမလုံနဲ့အဲ့ဒီအလုပ်တွေလုံးမိမယ်ဆိုဘာဖြစ်မလဲဆိုတော့အလုပ်ပြောင်းမယ်ဆိုရင်အလုပ်လက်မဲ့ဖြစ်တာမျိုးเนาะပြီးတော့ရင်အလုပ်တစစတင်မယ်ကိုပိုင်လို့လုံမယ်ဆိုရင်เนาะအဆင်မပြေတာမျိုးเนาะအပိတ်ပင်တွေအသားစီးတွေအဟန့်သားတွေအပြိုင်ဆိုင်တွေညာလို့ကို့မှာစဉ်ညညတာတွေဂျုံတွေမှာဖြစ်ပါတယ်ဒါကြောင့်မို့အလုတ်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုခဏဝါကြောင့်ပြောတဲ့ချက်ကိုတူကြီးဆိုင်ပါအသက်နိုင်ဆုံးကညီငယ်လေးနေပါလို့ပဲအကြံပြုချင်ပါတယ်အရန်ကောင်းနေတာတခုက ကံနဲ့ပတ်သက်တာအရန်ကောင်းပါတယ်ကံနဲ့ပတ်သက်ပြီးတော့အရန်ကျိုးပိနေတဲ့ကာလဖြစ်တော့ကြောင်းတော့ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ဒါကြောင့်ကံဆန်းချင်တယ်ဆိုရင်တော့6ပါတဲ့နံပါတ်တွေနော်နှစ်ပါတဲ့နံပါတ်တွေကအရန်ကျိုးပိတယ်အဒီလိုနံပါတ်၄မျိုးတွေကိုကွာကံဆန်းမယ်ဆိုရင်စံကြည့်ပါဥမာ6ထိပ်နှစ်အပိတ်လိုနံပါတ်လေးရွေးချယ်တက်ပါတယ်နော်ကံနဲ့ပတ်သက်ပြီးတော့အကျိုးပိနံပါတ်က6နဲ့2ပါကံကောင်းနေတဲ့ရောင်ကလိမ္မော်ရောင်ရင်ပြာရောင်ရည်ကအရန်ကန်ကောင်းတယ်ဒီအရောင်တွေကိုကညံရှိလို့ရအတုံးပြပါ ရေးကြည့်တဲ့ကိစ္စတွေပြောမယ်ဆိုမယ်လုပ်မယ်ခိုင်မယ်ဆိုရင်ဒီအကြောင်းတွေကကိုယ့်တော်အရန်အကျိုးပေးနေတဲ့အကြောင်းတွေဖြစ်နေလို့ပါအရန်ကောင်းပါလေအခုထိထားရမှာကဒီစက်တလပိုင်းမှာတင်းတွေတားတွေခီးဝေးသွားတာတွေခီးထွက်တာတွေအလဲပတ်သွားတယ်လုံးဝလုံးဝမလုပ်သေးတဲ့ကာလကုတ်ဖြစ်ပါတယ်အဲဒီကိစ္စတွေလုံးမိမယ်ဆိုရင်နော်လန်ခီးပါဆင်မပြေတာမျိုးအပိတ်ပင်အသားစီတွေရှိနေတာမျိုးပြီးရရင်လန်ခီးကြပေါ့နော်ကို့မှာ ်ပြောရမယ်ဆိုရင်ဒီမှာမပြောသေးလို့ကျွန်မပြောတော့ဘူးဒါကြောင့်သွားမယ်လာမယ်ဆိုရင်သူကြီးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုခြင်းနဲ့ကြားလာတဲ့နမိတ်အရာเนาะဒုတိယကိုเนาะဓာရီကမိုးဓာရီကပတ်လေဝိုင်းနေတယ်လူကလည်းဒါတုံအောင်ထားတယ်ဆိုတဲ့နမိတ်ဖြစ်တယ်ဒါကြောင့်မို့ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင် keyword တွေမသွားသင့်ဘူးနောက်ချက်ကြည့်ထားရမှာကတင်းရီသားမီးတွေစိတ်နဲ့လူနဲ့မကတ်တာတွေเนาะပြီးတော့ရေကိုကဘာလို့လို့အစင်မပြေတာတွေစီးပွားရေးထိုးချနေတဲ့သူတွေရှိတယ်ဆိုရင်နေဆက်ရာထက်လန့်စရာတွေမှာ ါစစ်ဆေးတွက်ချက်ကြည့်ပါလို့ပဲကျွန်တော်အကြံပြုချင်တယ်ဘာကြောက်လဲဆိုတော့ဒီဆက်တလပိုင်းမှာကိုယ်မမြင်နိုင်တော့ဒေါဂီပညာတွေနဲ့ထောက်ဆက်တာမျိုးတွေကြုံတွေ့မယ်ဆိုတဲ့လှသလာဖြစ်ပါတယ်ဒီတစ်ချက်တော့တော်တော်လေးဒီထားရမှာဖြစ်ပါတယ်အတူချုံလေးကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်နံပါတ်တစ်တစ်ချက်က ။နောက်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းနေတယ်ဆိုတဲ့နိမိတ်ဖြစ်တယ်။ပြီးွားရင်မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုသူခိဆိုင်တော့မိတ်ဆွေတွေအကျိုးမပေးဘူး။မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ရန်အားကောင်းပါလေ။မိသားစုရဲ့ဓာတ်လေမှုတွေရရှိတာမျိုးတွေအကျုံတွေ့နိုင်တယ်။အချစ်နဲ့ပတ်သက်မယ်ဆိုရင်ရန်ညံ့တာတော့မဟုတ်ဘူး။နောက်ကိုယ့်ရဲ့ကိုယ့်ရဲ့အချစ်နဲ့မထိုက်တန်တဲ့သူတွေကကိုယ့်နာထွက်သွားမယ်ဆိုရင်လာသလားဖြစ်တယ်ပေါ့။နောက်တစ်ယောက်ကိုယ့်စီကထွက်သွားမယ်သူရှိတယ်ဆိုရင်ဝမ်းမနေနဲ့ကိုယ့်ရဲ့အချစ်နဲ့မတန်လို့ပဲတတ်မှတ်ရမှာဖြစ်ပါတယ်။နောက်ချက်ကောင်းနေတာကမျက်နှာအကြည့်တဲ့ရမယ်လာသလားဖြစ်တော့ကြောင့်မို့အရန်ကောင်းတယ်ပြောဆိုမြအောင်မြင်တယ်အိမ်တော်ရင်းနဲ့ပတ်သက်အထူးမြူဆိုင်ပ ှာကိုယ့်ရဲ့အိမ်နောက်ဘက်ကကိုယ့်အထင်မြင်မှားတာတွေကြုံတွေ့နိုင်တော့ကြောင့်မို့အသက်နဲ့ဆုံးတင်းကြီးခံမှာကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်အားကောင်းနေတယ်လာလာဖြစ်ပါတယ်။ဘာသာတရားနဲ့ပတ်သက်များများလုပ်ပြီးပါလို့ပဲအကြံပြုချင်တယ်။ဘာသာတရားတွေအားနည်းထားပြီးတော့အဆင်မပြေတွေဖြစ်နိုင်ပါတယ်။အလောက်ကန်စီးပွားရေးပတ်သက်မယ်ဆိုရင်လှုပ်တစ်ဆတင်တာတွေလှုပ်တစ်တိုးချင်တာတွေမလုပ်သေးဘူး။ကန်နဲ့ပတ်သက်ပြီးတော့နော်ကန်ဆန်းချင်တယ်ဆိုရင်ကိုးပါတဲ့နံပါတ်တွေနှစ်ပါတဲ့နံပါတ်တွေအကျိုးပေးတယ်ပြီးတော့ဒီ၁၇လပိုင်းမှာအလေပတ်တော့တိုင်းထိထွက်တာတွေလုံးဝလုံးဝမလုပ်သေးတဲ့ကာလတခုဖြစ်တယ်။ ကျွန်တော်ပြောတဲ့အချက်လေးကိုသေချာလေးနားထောင်ပြီးတော့ပြင်ဆင်နိုင်မယ်ဆိုရင်ဒီ၁၇လပိုင်းမှာတင်းတွေသားတွေအတွက်ကံကောင်းခြင်းတွေကိုယ့်စီကိုရောက်ချီလာမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်။ရေတရားကိုကျွန်တော်တူတူလိုက်လှုပ်ကြမယ်ခင်ဗျာ။ဒီရေတရားလိုက်လှုပ်ပြီးတော့မိတ်ဆွေတို့ကံကောင်းမှုတွေသေချာပေါင်းဒီ၁၇လပိုင်းမှာရရှိမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာ။ဒီ၁၇လပိုင်းမှာတင်းတွေသားတွေကံကောင်းမှုဆိုရင်ရေတရားနှစ်မျိုးကိုပြုတ်လို့ရမှာဖြစ်တယ်။ပထမရေတရားကပိနေဒီဆုံးကိုဖះမှာကတ်လူလူတန်းပေးရမှာဖြစ်ပါတယ်ဒုတိယရေတရာက နော်ကော်ဖီနဲ့ကိတ်မုတ်ကိုဖျားမှာလူတန်းပေးရမှာဖြစ်တယ်။နော်တီးရဲတရားနှစ်မျိုးလေးကိုကတ်လူလူတန်းပေးပါခင်ဗျာ။ကိုယ့်ရဲ့အညံ့တွေပြပြောက်သွားမှာဖြစ်တယ်။ကတ်လူရမယ့်ချိန်ကမနက်9:40နဲ့9:00မှာဖြစ်ပါတယ်။ကိုယ့်ရဲ့တင်းငွေနေမှာပဲဖြစ်ပါတယ်။နောက်တစ်ခုပါထက်လောက်နိုင်ရင်ပို့ပြီးတော့ကောင်းတယ်။ကိုယ့်ရဲ့ဖက်နှက်ကိုစီးတာနော်ဒီလားကိုယ့်ရဲ့အိမ်အပြင်ဖက်နှက်စီးတာပြီးတော့ဇီးရွက်ဇီးကားလေးကိုချနေနိုင်ရင်ပို့ကောင်းတယ်။အဲ့ဒါကိုချနေပြီးတော့ချောင်းမှာတွမျောပြစ်လိုက် ငါးစီမှာရှိတဲ့အညံ့တွေမကောင်းတဲ့ရာတွေဟောဒီဇီးခိုင်းဇီးရွက်နဲ့ချောင်းတွေကတပါးလေးမြော့ပါသွားဆိုပြီးတော့ပါလွှတ်ပြရမှာဖြစ်တယ်။အဲ့လိုချနေမိတာဇီးခိုင်းဇီးရွက်တွေကိုလက်အိတ်နဲ့တော်၎င်းဒါမှမဟုတ်ဘူးဆိုရင်အကူကချွတ်ချွတ်အိတ်တွေဆွတ်ပြီးတော့ဂိုင်လက်အသားနဲ့တော့မကင်နဲ့အဲ့ဒါကိုချောင်းအောင်တမျောပြစ်လိုက်ပါ။ကိုယ့်အညံ့တွေပြေပြောက်သွားမှာဖြစ်ပါတယ်။ဒီရတဲ့အောင်လှုပ်ချင်အားဖြင့်ဒီဆက်တလပိုင်းမှာတနည်းတွေသားမျိုးတွေကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီရည်ရအောင်ပြည့်အောင်လုပ်ပေးပါခင်ဗျာကျောင်းမိတ်ဆွေတွေနှစ်အဆနှစ်အဆုံကောင်းတော်နမိတ်ကောင်းတော်တိန်ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော့မိတောင်စုပေါ့ပျော်စွင်တော့ချစ်သူပေါ့တွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ